င်ရတဲ့ပြည်သူကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့တင်ဆက်သူဝတ်သုံးပါ။ဒီနေ့မှာတော့ဝတ်သုံးတို့ရဲ့ချစ်ဆောင် channel လေးကနေတင်ဆက်ပေးမယ့်အချစ်ဇလန်ချမ်းချမ်းလေးကတော့ coffee minute ချင်းမှာဆိုတဲ့အချစ်ဇလန်အမောင်းလေးပဲဖြစ်ပါတယ်။ဒီတော့ဇလန်လေးမစတဲ့ခင်မှာဝတ်သုံးတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့နဲ့ဘေးနားအနူဒီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ဒါဆိုဝတ်သုံးဇလန်လေးကိုစလိုက်ပါမယ်။တိုင်းပြည်သူတုံးမောင်ကနေပြည်တော်ကိုတနက်နှစ်ပတ်သွားရမှာမို့ ိမ်မှာမိမသားနှစ်ယောက်တည်းရှိလို့အိမ်လာဆောင်ပေးပါအောင်အဖေဆိုလို့ဟိုးစုကကြီးဦးမြတ်မောင်တယောက်ရန်ကုန်ကိုဖျားဖို့လို့သဘောထားပြီးရောက်လာခဲ့တယ်။အသက်60ကျော်ဆိုပေမဲ့တန်တော့မြန်တော့ဆိုပါတော့ငယ်စဉ်ကအားကစားလိုက်စားခဲ့တော့အခုချိန်ထိခန္ဓာကိုယ်ကကြစ်လီပြီးတန်ပါစေ။ဒါတော့အိမ်အောင်ကြတာ9နှစ်ကျော်ပြီးခလေးမရကြဘူး။ချင်းမအေးခိုင်ကအထည်ဆိုင်ဖွင့်ထားတယ်။သူမတော်ဆက်သူမိသားကိုအိမ်ကိုပြစ်ခေါ်ထားကြတယ်။ဝေးကလေးကဖခင်မရှိရဲ့ချင်းမလေးကဦးမြတ်မောင်ကဖခင်ရင်းလိုပဲအလွန်ချစ်ခင်ရှာတယ်။ တိုးမောင်ခင်ဒရမီနေ့ရက်ခန့်ကြိုပြီးရန်ကုန်သို့ဥမြမောင်ရောက်သွားတယ်။ငယ်ငယ်ချင်းချင်းနဲ့စုံညင်တာလဲပါတာပေါ့။တိုးမောင်တို့ကရန်ကုန်မှာတိုက်ခန်းလေးဝယ်ပြီးနေကြတယ်။တိုက်ခန်းလေးကဥမြမောင်ရဲ့ဒေါကအိတ်ထဲဆိုင်တော့ချင်းတာပေါ့။အိတ်ခန်းကနှခမ်းပဲပါတယ်။ထခိုးလေးကိုကြံပန်းပြီးလှူထားတာမှချစ်စရာနေချင်းစရာလေးပေါ့။ဥမြမောင်ကိုအပေါ်ထက်ကုန်းမှာပဲချင်းမဖြစ်သူအေးကနေရာချထားပြီးအဲကောင်တက်ထားတော့စိန်မော့ဗျာ။ရောက်စားပထမညတော့ခီးကလည်းပန်း ရန်ကုန်မြို့ထဲမှာရှိတဲ့တငယ်ချင်းထံသို့ရောက်ရှိကြောင်းသတင်းပို့ရာကဘီယာတိုက်လွတ်လိုက်လို့အိမ်ရောက်လာတဲ့တုံးကနေအိမ်။နောက်နေ့မနက်မှာသားနေချိန်မှာကိုစကားကောင်းကောင်းပြောရတော့တယ်။လက်ဖြံဘယ်ချိန်သွားမှလဲသား။မနက်9:00ကားနဲ့ပါ။ဖေဖေကောင်းမောင်းပြီးလိုက်ဖို့နော်။ဟေးမောင်းကလည်းဖေဖေနားပါစေတက်စီနဲ့သွားပေါ့။ချိန်မှာကဝင်ဟန့်နေ။ရောက်ပါလေသမီးရဲ့အဖေလည်းရန်ကုန်မှာကောင်းမောင်းလာကြပြီလေ။သမီးစိတ်သားတော့လည်းအဖေလိုက်ဖို့မှာပေါ့။ဟုတ်သားပဲမိမကလည်း ကားရှိရင်လည်းတက်စီနဲ့မသွားပါနဲ့အဖေမောင်မို့တာမောင်ပို့ပြီးစိတ်ချတာပေါ့ကွာသားတို့လည်းများကြည့်ရတာမှအရင်ကထက်ပို့ပြီးချစ်လာပုံရတယ်ပြီးတော့သားပြေသူကဟိုကိစ္စပို့ခဲပုံရတယ်မနေ့အေးရထားအောက်ထက်ဆင်းလာတော့ထက်ခိုးလေးကတေးသေးလေးချာကမြို့ချောင်းထဲကိုမြင်ရတော့အမှုမဲ့ကြည့်လိုက်မိတယ်ဦးမြောင်မောင်သားပြေသူကိုတော်တော်လေးဖြုံသွားတယ်ဘေးစင်မပကန်းစီးနေရဲ့မိမမီးအေးကိုနေရှေကမီးအေးကပြုံပြုံကြီးသူမြမောင်တယောက်ကြည့်နေရင်ရှင်နေမှာခုံလာတယ်။မိကြီးကတော့ဘဝတူဟန်ပြတာကိုပင်တိုးမောင်ကပို့ခဲပြလိုက်တယ်။ ဦးမြမောင်စိတ်ထဲမှာတော့ဖေးသူသားပဲလိုချင်ရင်စွရှင်းတော့သိပြီးတော့ကြတော့မကြည့်တတ်ဘူးဦးမြမောင်လေကားပေါ်ခဏထိုင်ရင်းနဲ့တားပြည်သူတို့လင်များကိုဆက်ကြည့်နေလိုက်တယ်အခုမှမနေ့6နာရီကျော်ပဲရှိသေးတယ်စိတ်ထဲမှာတော့တားပြည်သူတို့ကိုအားကြနေတယ်မိမစွန်သာဇကားနေကျော်ကြီးဖြစ်တဲ့ဦးမြမောင်တွေတော့ငယ်မူငယ်သေးတွေတက်ကြလာပြီဟောတားပြည်သူရဲ့အမခန့်လုပ်ွက်ကတော့ဖေးထဲတားတလာမကကြီးကြီးပြီတူမောင်ပညာတွေတော်တော်တက်နေပုံရတယ်၃မိနစ်ခန့်ကြာတော့မီးကော့ပြာ ခေါင်းထင်ပေါ်ပြီးရင်းနှီးသူတို့ဖြစ်ပြီးငြိမ့်ကြသွားတယ်။ညာပိုင်းပစ္စည်းတွေထုတ်ဝေးပြီးတော့ကိုးနိုင်ပင်ထိုးနေပြီ။ကဲငါတော့အိပ်ပြီဟေ။သားတို့လည်းအိပ်ကြတော့မနေ့ကဖေ၃နိုင်ခွဲလောက်နှိုးတော့မယ်။အိပ်ရတဲ့ရောက်တော့ဦးမြမောင်မှာမနေ့ကမြင်ခဲ့ရတဲ့ချင်းမဖြစ်သူရဲ့မမုံတီကြီးတွေနဲ့တေချာမမြင်နိုင်ရတဲ့သူမရဲ့လက်ပြလေးတွေကိုပြန်မြင်အောင်ပြီးသူ့ရဲ့ညီတော်မောင်ကလာပြီ။ဦးမြမောင်ကတင်ပေါ်မှာပစုံလေးကိုလှမ်းပြီးသူ့ရဲ့ညီတော်မောင်ကိုနှစ်သိမ့်ပေးလိုက်ရတယ်။ ။ဒါဖြစ်သူကဖေတဲ့လက်ဆောင်ထက်နေတာကိုတွေ့ရတော့ချင်းနေမိတာမှန်ပါ။ဦးမြတ်မမညီတော်ကိုနှစ်သိမ့်နေဟိုတွေးဒီတွေးနဲ့အဲခေါ်ရတာခံစားရင်မိခနဲ့အိပ်ပြသွားတော့တယ်။မိခနပြတ်သွားတယ်။ပြန်လာတော့လဲအဲခေါ်ကချက်ချင်းလုံလုံတော့ပူလာတော့ဦးမြတ်မောင်လက်နှိုးသွားတယ်။တနအိထိုးတော့မယ်။အဲခေါ်ပြန်ဝင်ပြီးအိပ်မယ်လို့တော့မရတော့ဘူး။တိန်လုံးတိတ်ဆက်နေပြီးငိုးတန်ခပ်ပြပြသွားကြားရတယ်။ဟင်းရည်တန်တဲ့ကိုကြားလိုက်ရတယ်။နောက်ဆုံးကြည့်လိုက်တော့ဟုတ်တယ်။ဒါတော့လေမြခန်းက အင်းခီးသွားတော့မယ်ဆိုတော့သားတော်မအဝကျုံနေရန်တူတယ်။ဦးမြမောင်စိတ်ထဲချောင်းကျူလိုဆိုဖြစ်ပေါ်လာတယ်။အဓိကကတော့ချွေးမလေးဘလိုများယောက်ျားဖြစ်သူကိုဖေးကျွေးနေတာကိုမြင်လို့ချင်းမသူတို့ခန်းကအောက်ထက်မှာဆင်းလိုက်ရေလေကားမိတန်းကြားရမယ်။စင်းသားရဲ့အခန်းပြင်ထွက်ကအတန်ကိုနားဆင်လိုက်တော့တဲခဲစားကြားနေရတယ်။အမလေးမောင်ရဲ့မီးအော်တန်ကမြမောင်ရဲ့ကိုဘလောင်ဆူသေးတယ်။ဟုတ်ပြီသူတို့ခန်းကဖေးရခန်းအောက်တက်တယ်ဆိုတော့အဲ့ဒီခန်းထဲကနားထောင်ရင်ပိုကြရမယ်ပေါ့ အတန်နာရယုံသာဖျားကန်းတို့သူခြေဖွားနေဝင်လိုက်တဲ့ဦးမြမောင်မှာဖျားကန်းချမ်းပြင်းချားတနေရာမှာအောက်ခန်းရဲ့မိရောက်ကိုမြင်လိုက်ရတော့ပျော်သွားတယ်။လက်တလုံးနှီးပါဟာနေရဲ့ချမ်းပြင်းကိုကြည့်လိုက်တော့သားတော်ကလေးကိုတိုင်းသာရှင်းလင်းသာမြင်နေရပြီလေ။ကို့လုံချောင်းမှုကိုအတန်မချောင်းအောင်ဦးမြမောင်ဟာအဆူချပြီးချမ်းပြင်းပေါ်ကနေပြီးတော့အတန်ရဘက်မှာဝါထုတ်ပြီးချောင်းကြည့်လိုက်တယ်။အန်ဒီကုန်ရှိမှာသားတော်လေးများကကုန်တီးကြီးတွေနဲ့ပေါ့။မတ်တယ်ရဲ့လေသားတော်မောင်ကမိရဲ့လက်ပြာကိုနေပြန်ပြီ။ ဖေလိုပဲအချိုက်ကတော့တူသားပဲခဏလေးတော့မီးကတော်တော့မော်ရဲ့သူပဲနေတာအေးလည်းလည်းပေးဦးလေကောက်ချက်ချာတော့မီးကယောက်ျားအပေါ်မှာအလွန်တာဝန်ကြီးတဲ့မိန်းမလို့ပြောနိုင်တယ်လို့ညာကစိတ်ပြင်းထန်တဲ့မိန်းမလို့လည်းဆိုနိုင်တယ်။သားကိုကားကိတ်ပို့ပြီးအပြန်မီးကိုဈေးပို့မယ်ပြင်တော့နေ့လယ်မှပဲသွားတော့မယ်ဖေမိတာကိုပဲလွတ်လိုက်မယ်တမိနေနေနားချင်လို့ဟုတ်တာပေါ့တညာလုံးလာရတော့နားချင်ပါပေါ့အင်းရောက်ပြီးခဏမီးနေတော့မီးဟာဥမျက်မောင်ရဲ့ခန်းထဲဝင်လာပြီး ချိုးစရာတွေလာယူတာဖေးခင်ချီရင်ကလုံးထွေးထားတဲ့ပစိုးကိုလှမ်းယူနင်းနီးသမီးအဲ့ဒါမင်းကြသေးဘူးရတယ်ဟိုမနေ့ကတည်းကပစိုးပါဖေးရဲ့ဦးမြမောင်ပစိုးကိုခြင်ထားတာကိုမိရေးကစိုးတင်လှမ်းယူရဲ့ဦးမြမောင်တော့ရှက်သွားတယ်အဲ့ပစိုးကသူ့ရေပင်းနေတဲ့ပစိုးလေမိရေးဦးမောင်ကိုကြည့်ပြီးပြုံးဆဆနဲ့ဖြစ်သွားတယ်မတက်နိုင်တော့ဘူးသူလည်းအိမ်အောင်တဲ့ပဲနားလည်မှာပါလို့ပေါ်ပြီးဦးမြမောင်တွေးလိုက်တယ်ညနာချက်တော့မိရေးကဦးမြမောင်အတွက်အားရှိမဲ့ဟင်းများသူသာချက်ထားတယ် အဲ့ရောင်ဝယ်ဖေးတော့ကိုနွားလို့ရှိရဲ့နော်အဖေဦးမြမောင်စိတ်ထဲမှာတော့သူကငါ့ကိုဖေးရင်းလို့စိတ်ထားနေတာငါကသာပေါက်ပြန်နေတာလို့တွေးပြီးလိတ်ပြမလို့ကျုပ်ဆိုတဲ့ဦးမြမောင်ကလည်းတော်တော်ဆိုးတာပါဗျာစိတ်မကူးကမကြံစီရတဲ့ချွေးမလေးကိုပဲစိတ်ကူးတဲ့ရောက်နေတော့တာတားတော်မောင်ခီးသားလို့သုံးရက်လောက်ပဲရှိုံမဲမီးနဲ့အတူနေဒူမလေးမိတာကအဝေးတင်ဆောင်ဝဲဖြစ်ဖို့အနည်းခက်တရမယ်ဆိုပြီးပြန်သွားတော့အိမ်မှာကျုပ်နဲ့မီးနှစ်ယောက်ထဲပေါ့ မနေ့ညနေသူ့ကိုဈေးပိုကြိုးလောက်တာလွဲပြီးတော့အချိန်ကြီးအားနေတာကြောင့်တငယ်ချင်းပင်စင်သားတွေရင်လျှောက်လေတခါတည်းရန်တောက်စားလေးနေနေပေါ့တငယ်ချင်းတဲ့ကတယောက်ကအစနောက်လေတန်းနေလိန်ကြီးစားလေဝါသနာကြီးတယ်သူယူထားတာကလည်းညီမနှစ်ယောက်ကိုယူထားတာတည့်ရမီးကြီးကိုဈေးပိုနေတော့သူနဲ့တွေ့တော့ဇလန်းစားပါလိမ့်ပြီဘလုံးမပြောမရဟာတာနဝီပြောနေတာဆိုတော့လေတာဟာခဲဟာခမရချင်းမကြီးလားဗျရှေးပိုမင်းကြိုက်ပဲခမရသားတော့စိန်ပေါ့ဟမ်ခုချိန်မှာခမရတို့နှစ်ယောက်တည်းဟုတ်တယ်မလား ပြီးတော့သားကလည်းခီးထွက်နေတာဆိုတော့ဦးမက်မောင်ကြီးဒီလိုခွေးမျိုးဆိုတာနှာခမ်းမရဘူးဗျခမ်းမစမ်းကြည့်ပါလားမရလည်းရှင်းပေါ့ဗျာอืมနှာခမ်းမနဲ့ချွေးမဇလန်းနေခမ်းမလည်းဖတ်ဖို့တာပဲကျုပ်စိတ်တည်းမရောသားရင်မဲ့ချွေးမလေးကပဂရိဖြူစင်နေတာကြောင့်ခုခုပဲလူရောက်မှလို့မြင်လာပါတော့တယ်အခုဆိုတော့မောင်သွားတာဆေးရကျော်တဲ့တနေ့မှပဲမိကစိတ်ပြက်စွာနဲ့အဖေသားကနောက်တစ်ပတ်လောက်ထွက်ကြအောင်ပဲတဲ့ညာတို့တို့ဖြေရမှာမို့တဲ့ခဏဖေးကိုဆက်နေပြပါအောင်တဲ့အဲ့လိုဆိုလာတယ် ကျားလာတဲ့သမီးရဲ့အဖေကအဖေတို့ကျောင်းသားဟောင်းများတွေ့ဆုံပဲပြီးမှပြန်မှာပါမမွေရအဲ့ဒီညကကျုပ်စီတဲ့တမျိုးထင်နေလို့ချွေးမခန်းကိုချောင်းကြည့်တာထင်တဲ့အတိုင်းပါပဲတွုံးမောင်နဲ့ညတနားလောက်ကြီးဖုံရွက်တန်ချရပြီးညိန်နေလို့ချောင်းလိုက်တော့ကျုပ်ဖို့မှောင်သောမြေမူခြင်းမှာပဲအဲ့ဒီခါကျမှချွေးမလေးဘလောက်ညောင်းကျုပ်တည်ခဲ့ရပါတယ်အခုတော့ငယ်တဲ့ချင်းတယောက်ရဲ့ကောင်းမှုကြောင့်သူနေတဲ့စော်ကြီးကိုကျုံနဲ့မိတ်ဆက်ပေးတာနှစ်ယောက်လုံးမြင်မြင်ချင်းဖီလီနေတက်လာတာကြောင့်ရပြန်ညနေချိန်ပြီးကြာမှာပါ နာမည်ကမဆိုးတဲ့အသက်က45ကျော်ပြီ မော်လမြိုင်သူစစ်စစ်သူရဲ့ထူးခြားချက်ကတော့အသက်50ကျော်ပဲကြီးမြောက်ကသာစိတ်ဝင်စားတာဒီနေ့ဈေးဖိတ်တာကြောင့်ကျေးမလေးရအေးရှင်းလေးအဝတ်ရှော်လုပ်နေပါတယ်ကျုံလည်းမနဲ့ပြန်တွေ့အားရှိမဲ့စားပါတွေစားရင်တီဗီရှိမှဈေးရင်းရင်းအိပ်ပျော်သွားပါတယ်အိမ်မက်တောင်မလိုက်သေးမက်လို့ကောင်းလိုက်တာများရွှေမလေးလာတော့မှနိုးတာတော့ကျောင်းရဲ့ကြီးတော်မကနေလိုက်တာသူတော်ရိတ်မိသွားတယ်ဖေးအော်အဖေကဒီမှာလာပြီးစိန်ကြနေတာကို ၃နာရီထိုးပြီးဖေးရဲ့ကော်ဖီတောက်လားအေးဖြော်လိုက်ရမလားအော်အေးသမီးအေးပဲဖြော်ခဲ့ပါကွာအဖေကော်ဖီမချိုက်ပါဘူးခဏကြာတော့အေးခွက်ကင်ပြီးကျုံသားမောင်ထိုင်ချလိုက်ရင်အေးစင်းသာပဲပြောလိုက်တဲ့ချင်းမလေးရဲ့စကားကြောင့်ကျုံဟာကဘာပြတ်မတဲ့တုံ့လုံသွားပါတော့တယ်ကျောင်းအဖေသခေါမွေးအေးလေးတောက်လိုက်ပါအောင်သမီးကတော့အဖေကော်ဖီမချိုက်ဘူးဆိုလို့အဖေစွဲဘုတ်ကကော်ဖီမိထုံးလေးဖြော်တောက်လိုက်ပြီအသေးပုံလေးနဲ့ထုံးလေးလေးမှုန်းနေတာပဲအရှက်ကလေးကြီးကဲကြပါအောင်ဗျာ ချုပ်ချင်းမလေးတောက်လိုက်တဲ့ကျုပ်စပွဲပေါ်ကကော်ဖီမြင့်ဆိုတာတခြားလားဗျာခင်ဗျားတို့သိကြတဲ့ less coffee လေအနံ့ရောအရသာပါတကယ်ကော်ဖီလိုပဲတဲ့ကျုပ်ငယ်ချင်းပေးလိုက်တာစီတကုတ်ကတောက်ပြီးနိုင်ဝက်တနာလေးလောက်ဆိုပြပြီးတဲ့ကျုပ်ကမျိုးလုံးမျိုးမျက်စံမျိုးနဲ့မိအေးကိုကြည့်ပြီးဘာအဖေစပွဲပေါ်ကကော်ဖီမင်းဟုတ်လားအမလီဖီရဲ့လက်လိုက်တာဘာဖြစ်လို့လဲဒီကော်ဖီလေးတောင်သမီးကိုမတတ်ထားဘူးလားဒုက္ခတော့ရကုန်တော့မှာပဲဗျာဘယ်ချိန်ကတောက်လိုက်တာလဲသမီးရဲ့ ုက္ခတော့ရောက်ကုန်တော့မှာပဲကွယ်။ကျုပ်ပုံစံကိုကြည့်ပြီးမေးလက်လာပြီးထင်တယ်။နိုင်ခွက်လောက်ရှိပြီဖေ။ဘာလို့လဲရင်အဲ့ဒီကော်ပီကဘာမှမလုပ်လဲပြောပါဦးဖေ။ကျုပ်ကပူပြီးထေချသွားအောင်မေးလက်ကိုဆွဲပြီးဖင်ထားကော်ပီလုပ်လဲသမီး။လာဖေကိုပြဆန်း။ထေချပါပြီ။ဟိုကော်ပီမစ်ပါပဲ။ဘီကျုပ်မျိုးလုံးလေးကိုကြည့်ရင်သူ့ကိုသူကြောင်ချာချာဖြစ်နေတယ်။စီတကူတော့မပြသေး။အတက်နိုင်တော့ဘူး။အမှန်တိုင်းရှင်းပြပြတဲ့ငယ်ချင်းကိုဖြည့်သေးရှိမှရှိမေးကြည့်ရတော့မယ်ပေါ့။ ကဲလာလာတမီးအဖေရှင်းပြမယ်မကြောက်နဲ့တော့တမီးဘာလို့များအဖေကိုမမေ့ပဲကိုယ်သဘောနဲ့ကိုယ်တောက်ရတာလဲတမီးရဲ့ဒုက္ခတွေတော့ရောက်ကုန်တော့မယ်ထင်ပါရဲ့ဘာဘာလို့လဲဖေတမီးလဲဟိုကော်ဖီမိတ်အမျိုးသားအစ်အဖေယူလာတယ်ထင်လို့တောက်ပြီးမှပဲပြောရမယ်လို့တွေးပြီးတောက်လိုက်တာပါရှင်းပြပါအောင်ဖေရဲ့တမီးကြောက်လိုက်တာကျုပ်တို့ဧကားမှာမျိုးရင်းဆိုင်ထိုင်ချရင်ကျုပ်ကပဲစကားဆားလိုက်ပါတယ်ဒီလိုတမီးရေအခုအဖေစကားမပြောခင်ကျိုးပြောထားတဲ့နာကတမီးဖေကိုအထင်မလဲပါနဲ့ အထင်မသေးပါနဲ့လို့လည်းအရင်ပြောပြရစီသမီးခူးတော့လိုက်တဲ့ကော်ဖီမက်ကရိုးရိုးကော်ဖီမက်မဟုတ်ဘူးသမီးဟိုလီအဖေပြောအောင်ပါရှက်လဲရှက်ပါတယ်သမီးရဲ့အင်းအဲ့ဒီကော်ဖီမက်ကအဖေတငယ်ချင်းကလက်ဆောင်ပေးလို့အဖေယူလာတာပါသမီးရဲ့ဇက်တိုက်ပြောပြနေရဲ့ချုပ်ကိုကြည့်ပြီးအဆက်ပထမတော့မီးရဲကအောင်းဟန့်ပြပြီးမယ်ချုပ်စကားနဲ့ဆုံးရောခေါ်ထုတ်ခက်လန်ရဲတော့တာပါပဲချုပ်ကြောင်းတော်သွားတယ်အဖေရဲ့နောက်ဆရာရှားလို့ကိုသမီးကိုခုလိုနောက်ဆရာလာလန့်သွားတာပဲဒုက္ခပဲခက်ချီပြီးဒီကလေးမှ အဖေမနောက်ပါဘူးသမီးရဲ့တကယ်ပါကွယ်ခဲဒါဆိုရင်သမီးတော်တာတနအိမ်ဒီမှာရှိပြီအခုထိဘာမှမဖြစ်သေးပါလားအဖေစီကအာပလာကြီးနေမှာပါအဖေဟာလီနောက်ဆရာရှာလို့ပြောပြီးထိုင်ရကားထမီးရဲ့လက်ကိုဆွဲပြီးကျုပ်ထပ်ပြောပါသေးရဲ့မီးဦးကြောင့်နဲ့ရင်မောရင်းဝင်သားလီရဲ့ကျုပ်လည်းချွေးမောင်ကိုနည်းနည်းတော့တင်းသွားတယ်ခဲကြည့်ကြသေးတာပေါ့ကော်ဖီမစ်ရဲ့လို့ကျင်းဝါလိုက်ပြီးချွေးမောင်လေးမီးဘာဖြစ်နေလဲသိကျင်တာလဲမီးဦးကြောင့်နဲ့ကြည့်လိုက်ရပုံမှန်ပဲညစာအတွက်ဟင်းနေနေလို့လုံနေတာတွေ့ရပါတယ်သူနာသွားလိုက်ပြီး တမီးဘလို့နေလဲဆိုတော့ကျုပ်ကိုရဲပြရင်တို့ဖေကတော့ရဲရတယ်ဟေးတဲ့ကျုပ်လည်းဘာပြောမှမကောင်းမသိတော့ဘူးအေးကြံရပြီအဖေကိုချစ်တဲ့ဆိုရင်ခုပြောတာတေချာနာထောင်မှာတမီးလေးရဲ့အဖေပြောတာတွေဟာမှန်နေပါအဖေတငယ်ချင်းကဟိုကဲပါအဖေမချက်တော့ပါဘူးအဖေတငယ်ချင်းကအဖေကိုနောက်တလေနောက်ထပ်မရှိပါဘူးသူလည်းအဲ့ကိုဆက်ပြီးပြီးအတော်ကောင်းတယ်လို့လည်းပြောတယ်တမီးရဲ့ကျုပ်မျက်လုံးကိုကြည့်ပြီးမြေးမျက်နှာရောင်ပြောင်းသွားပြီးဟိုတကယ်လားအဖေ ဒီမဲ့သမီးမယွင်အဖေတန်ကချင်းစီကိုသမီးဖုန်းနဲ့ဆက်ပြီးမေးပြမယ်။အဖေဖုန်းနဲ့ဆိုရင်ဆက်တိုက်ထားတယ်လို့သမီးထင်နေမယ်။သမီးဖုန်းပြီးအဖေစပီကာဖွင့်ပြီးမေးပြမယ်။ဘေးဟာသူ့ဖုန်းကိုကတော့ကရင်နဲ့ပေးရှာတယ်။အေးဝင့်မြလားငါပါမြမောင်ပါကွာ။ဟာမင်းကလည်းဘဲကဖုန်းနဲ့ဆက်တာတော့ကွာ။ဒါငါသားဖုန်းပါကွာငါဘေးကုန်နေလို့။ဘေးတယောက်မျက်နှာစည်းရလောက်လေးနဲ့နားထောင်နေရှာတယ်။အေးပြောတဲ့ရင်ဘာကိစ္စ။ဟုတ်ကွာမင်းမေးတဲ့ကော်ဖီစီးချောင်းအသေးစိတ်ကြည့်ကြင်လို့ကွာရှင်းပြပါဦး။ အေးကွာမနေ့ကငါတေချာမပြောလိုက်ရဘူးကွာဒီလိုကွာအဲ့စီကမိကလေးပဲတောက်ရတာအရာကိုတာမန်ကော်ဖီမိတ်လို့လုပ်ထားပေးမယ်တေချာရတာခံကြည့်ရင်တည့်ရဆိုင်နေလေးရတယ်တစ်ဖက်ကစကားမဆုံးခင်မိရေးမှာထိုင်ကံပေါ်သို့ရုပ်ရုပ်ပြထိုင်ကြတာတော့တယ်တောက်ပြီးတနားရီတွင်းမှာရုပ်ကုန်းပြတယ်ကဲဘာတိကျင်းသေးလဲအေးပါကျေးဇူးပါကွာဝိခဘာတငယ်ချင်းရဲ့မိကျေးဇူးမမိပါဘူးကျောသမားတွေကိုမိရေးစာသုံးကြသွားလဲကျုပ်မရှက်နိုင်တော့ပါဘူး အခုရေးကြီးတဲ့ကမိရေးကိုစေတခုပြအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲဒုက္ခမမေဖေရဲ့တမိကိုကရှိတာပါအဖေလုံးဝမမပါဘူးအခုတော့တမိဘာဆက်လို့ရမလဲရင်ဆရာဝန်တော့ပြရင်ကောင်းမလားဟာတမိကလည်းဘယ်ဖြစ်မလဲအင်းဒုက္ခအခုတမိဘယ်လိုခံစားရလဲဟိုအဖေတငယ်ချင်းပြောသလိုမိခိုက်သလိုမျိုးတော့ခဏခဏဖြစ်တာကြာပြီအခုတော့ဘယ်လိုမှမနေသေးဘူးဟုတ်ပြီဒီလိုလုပ်တမိအခုရေးနဲ့ချိုးချလိုက်နည်းနည်းတော့စိတ်ပြေသွားမှာပဲပြီးမှတနက်ခါကိုတစ်ခုလုံးလိမ့်ကြည့်လိုက် စိတ်ကြည်တော်တော်သမီးရဲ့ဟုတ်ပြီအတော်ပဲသမီးရေမချိုးရသေးဘူးချိုးလိုက်မယ်အေးသမီးဟိုစိတ်ကိုဖြောထားလိုက်နော်ဖေးဆောင်နေမယ်ရေချိုးရင်တကူဆိုဖေးကိုခေါ်လိုက်ရေချိုးနေရဲ့မိရေးထွက်လာကိုစောင့်နေရင်းနဲ့ကြို့တကူလုံးရှင်းကနေဖြစ်သွားပြီရတဲ့ဖေးဘာမှမဖြစ်ဘူးအဲ့လိုပြောပြီးမိရေးကခန်းထဲပြေးဝင်သွားတယ်တကူလုံးလည်းတခါမှမဖြစ်ဘူးတဲ့ကိုနေနေရှင်နေနေကြီးကိုခန်းစားနေရတယ်။အဲ့ဒီချိန်မှာပဲမီးအော်တန်ကြားလိုက်ရတယ်။အဖေလာပါဦး။ လူလင်မြအခမ်းအနားကအသင့်ဝင်နေတာကြောင့်ဟင်းထမင်းရှားတဲ့မီးပန်းနေကုန်ရှိမှကပူကူရုံနဲ့ခြေတလုံးကိုနှိပ်နေတယ်။ကျုပ်သူ့ပေးဝင်ထိုင်လိုက်ရင်ဘာဖြစ်လာလဲသမီး။ဖြစ်တယ်လို့ဖေးနားလိုက်တာတခါမှမဖြစ်ဘူးပါဘူး။ကျုပ်ဘာလို့မှမသိတာနဲ့ခြေတလုံးသားလေးတွေကိုနှိပ်ပေးလိုက်တယ်။ဟိုဆိုးလာတယ်။ဒီကျေးဇူးတော်သမီးတွေမီးကထမင်းကိုပြန်ရရှားလိုက်ပြီးကျုပ်ခြေကခေါင်းလေးကောင်ကဒီရုပ်ခန်းထဲဝင်သွားတာကြောင့်ကျုပ်လက်အခန်းကိုပြန်ခဲ့ပါတယ်။သူတွေညှိနှိုင်းသွားမှပဲ။အော်ငါ ဒီကိုကြောင့်အမှားကြီးမှားလိုက်ပြီလို့နောက်ထပ်ရနေပါတော့တယ်။ကလေးမမလေးရင်မထင်မဲ့ပဲဆုံးဆုံးကဖြစ်ပျက်ခဲ့တဲ့မျိုးကိုပြန်တွေးကြည့်တော့နှစ်ယောက်လုံးမမချင်းမဖြစ်သူရဲ့ပေါ်ဆောင်မှုကော်ပြီးမြုပ်လေးရာမမြင်မဲ့တောက်လိုက်ပြီးချင်းကသာအဓိကပြဿနာကျုံမျိုးလုံးထဲမှာတော့ချင်းမဖြစ်သူပြာကြီးကတဝဲလည်းလည်းမရောက်နေမိတယ်။အဲလိုမရောက်နေနေပဲမိကနေအိပ်ပျော်သွားလိုက်တာချင်းမဖြစ်သူလုံလုံးမသာနိုးလာတော့တယ်။ဖီးရဲ့အိပ်လိုက်တာခေါ်လို့မရလို့တမိတက်လာတာထားတော့ပြီညသာစားရအောင်၈နာရီထိုးတော့မယ်။ ခီးကွာဘလို့အိပ်ပျော်တော့မှမသိဘူးအဖေလာခဲ့မယ်တမီးညလာသွဲမှာရှိရဲ့ဟင်းများထဲမှာယုံနေသည်ကြောင့်နဲ့ကျဲဥခပ်ပွိုင်နှလုံးတို့ကထူးခြားနေရဲ့စာအဖေအားရှိအောင်လို့တမီးစီစဉ်ထားတာချွေးမရည်တန်းကခတ်တူတူသာထမင်းစားပြီးတော့ကြွေရိုင်မှုလေးပေးလာပြန်တယ်ကျူးတို့မြောင်လို့စကားမပြောပြကြပဲအတွေးကိုစင်းနဲ့အေကန်တီဗီရှီမှာထိုင်နေကြတယ်ဖြစ်ပြတဲ့များကိုစကားမစားပြကြတော့ဘူးနိုင်ငံတကာသတင်းပြီးတော့ဘုန်းနိုင်ကျော်နေပြီအဖေအိတ်တော့မလားအေးကွယ်အိတ်ထားပေါ့သမီးရောဥခွေဒီစီပြီးအိမ်မက်ဖေး ချွေးမမျက်နှာကိုကြည့်လိုက်တော့ကျုပ်ကိုစိုက်ကြည့်နေရဲ့ကျုပ်အိမ်မကြီးတကားကိုပိတ်ပြီးပြန်လာတော့ချွေးမဖြစ်သူကအေကန်ထဲမှာမတ်တရရလေသူနာကျုပ်ရောက်တော့သူ့ပကုံးလေးကိုခေါပပါကိုင်းလိုက်ပြီးနေလကအစဉ်ပြေလာသမီးပြီးပါတယ်အဖေကိုလည်းသမီးကျေးဇူးတင်ပါတယ်ဟိုပြီးတော့အဖေနားလည်းပါတယ်သမီးရဲ့ဝေရနာကိုကောက်ွယ်လိုက်ကြတာပဲလေစိတ်ထဲမထားပါနဲ့သမီးရဲ့ချွေးမကဘာကမှမပြောခဲ့ခေါင်းကိုငုတ်ထားတယ်ခေါင်းကိုကိုင်းထားတဲ့ကျုပ်လက်ကိုသူကအုတ်ကိုင်းကျုပ်ကိုကြည့်တယ်ချွေးမမျိုးလုံးတွေကရောင်နေလက်လိုပါလား ုတ်ပြီလားသမီးဟင်သမီးဘာပြောချင်လို့လဲပြောအဖေကိုအားမနာနဲ့နော်သမီးဟိုအခုရောအဖေရောအဆင်ပြေလာရင်ပြေးပါရဲသမီးရေသမီးကိုလည်းအဖေကကျေးဇူးတင်ပါတယ်သမီးရောခုနေသားထိုင်သားရှိရဲ့လားချင်းမဖြစ်သူကတပင်းတစ်ချက်ချရင်ဟိုသမီးလေ အားမရသေးဘူးဖေအဖေလည်းတူတူပါရဲ့သမီးရေသမီးကိုပြောရမှာအားနာလို့အဖေလည်းစိတ်လေးဖြစ်နေပြန်ပြီကွယ်အဲ့ညကချို့တို့ဝဝကြိုက်ကြတာမနေ့၃နာရီကျော်မှပြန်မှန်းပြီးအိပ်ပြောသွားကြတယ် ဒီလိုနဲ့ပဲချင်းမလေးနဲ့ကျုပ်ဟာနေတိုင်းလူလိုကိုဖြစ်နေကြတော့တားဖြစ်သူပြန်လာမှလဲဆိုရောသမီးရေအဖေတို့ကိစ္စကိုအသားမသိပါစေနဲ့ကွယ်တို့တွေရတန်းကရက်လိုက်ကြရဲကောင်းပဲအဖေလည်းရွာပြန်ရတော့မယ်လေအဲ့လိုလဲပြောရောချင်းမလေးကဘာပြန်ပြောတယ်ထင်တော့သမီးသဘောရဆိုရင်တော့အခုလိုအဖေနဲ့ဖြစ်တဲ့ကိစ္စကိုအမှန်တိုင်းပဲမောင်းကိုပြောပြမယ်အဖေသမီးမညာချင်းဘူးမဖြစ်လို့လဲသမီးရဲ့အဖေတို့ဖြစ်တာကဘယ်သူမှသိတာမှမဟုတ်တာပြီးတော့သားကလက်ခံပါမလားကွယ် ရအောင်သမီးပြောမှာမဟုတ်ဖေ။မောင်ကြောင့်သမီးတည်တယ်။ညာတာမကြိုက်ဘူး။ပြီးတော့သမီးတို့ဖြစ်ကြတာသမီးမကြောင့်ဒီမားတာမှမဟုတ်တာ။ညာသာစားပြီးအဲကားမှာထိုင်ကြရင်ကျုံနဲ့ချင်းမလေးတို့စကားပြောနေကြတာပါ။ဒါကပြဿနာရှာနေရင်ဘယ်လိုလုပ်ရမလဲသမီး။မရှာစရာပါဘူးဖေ။စိတ်ချသမီးမကိုနားလည်အောင်သေချာပြောပြမှာပါ။သမီးမှာကြောက်ရှိလို့ပါ။ကိစ္စကိုသမီးတို့သုံးအောင်လို့ဆိုပြီးမှပြောပြမယ်လေ။အခုလိုမောင်ကိုဖြစ်မှဝေခံတာကြောက်ရှိတယ်ဖေ။ဘာကြောင့်များလဲသမီး။ ဟုတ်လေသမီးဖေကိုမခွဲနိုင်တော့ဘူးအဖေသမီးတို့နဲ့ပြီးနေလိုက်ပါကျွေးရင်မှာနိုင်ကနေနဲ့ကိုဖြစ်သွားရပါတယ်တကယ်လားသမီးလေးရဲ့ကားဖြစ်သူတိုးမကိုညနေ9နာရီမှာသွားချုပ်ခဲ့ပြီးချင်းမလေးကိုပါဈေးမှာတစ်ခါရေးဝင်ခေါ်ခဲ့ပါတယ်အိမ်ရောက်ထတဲ့ကျောင်းကတိုးမကိုကျောင်းနဲ့ချင်းမလေးကိစ္စကိုသေးစိတ်ပြောပြလိုက်ပါတယ်ချင်းမလေးကတော့ခေါင်းကုပ်ပြီးသားနေပါတော့တယ်ကျေစကားလဲဆုံးရောတိုးမကချင်းမလေးကိုလှမ်းကြည့်ပါတယ်ဟုတ်တယ်ဖီဖီပြောတာတွေအကုန်မှန်တယ်အဲ့ဒီကော်ဖီမိချောင်ဖြစ်သွားကြတာဆိုတော့တိုးမောင်က သားလုံးဝမယုံဘူးဖေ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 နဲ့အီးကိုသားခွင့်လို့ဖို့ဆိုတာနဲ့အဲ့ဒီသားကိုယ်တိုင်လက်တွေ့ဆက်ကြည့်မှယုံမယ်ဖေဖေကအဲ့ဒီကော်ဖီမရှိလားရှိရဲ့သားအဖေတငယ်ချင်းကငါတို့ပေးထားတာဘာလို့မလို့လဲသားတောက်ကြည့်မယ်ပြီးတော့အဖေရောအီးရောတောက်ရမယ်ကဲပေးအဖေကျုပ်ကချွေးမလေးကိုဘာမှဝန်ပြောဖို့မရင်ပြပြီးကိုပေးလိုက်ပါတယ်တိုးမရောကျုပ်ရောချွေးမလေးတို့ပါပြန်တူတောက်လိုက်ကြတယ်အဲ့လိုနဲ့ချွေးမလေးနဲ့သားဖာနေအောင်တို့ ။ဒီစံတခုကြောင့်ဩလင်းတော်ထီအောင်ဝဲဒီထကြတောင်းကြံကြပါတော့တယ်။ကဲဇလန်းလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေ။ဇလန်းလေးကိုလိုက်ပါစီမျိုးခံစားပေးခဲ့ကြတဲ့ပိသက်တယောက်ချစ်စီတန်းကိုကျေးဇူးတင်ရပါတယ်နော်။အဲ့ရဒီမှာလေဘလို့ဇလန်းကောင်းလေးနဲ့ပြန်လာခဲ့ဦးမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါဦးနော်